မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတိဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ချီပွေမြို့နယ်ပန်ဝါဒေသလကွေကျေးရွာအနီးမှာရှိတဲ့အကြမ်းတ်စစ်တပ်လက်အောက်ခံပြည်သူ့စစ်စခန်းတစ်ခုကို KIA ကအပိတတက်ခိုက်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလ6ရက်နေ့မနက်8:40မိနစ်ခန့်မှာပန်ဝါဒေသလကွေကျေးရွာအနီးလကွေဖရဲလမ်းဆောင်မှာရှိတဲ့အကြမ်းတ်စစ်တပ်လက်အောက်ခံပြည်သူ့စစ်စခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကအပိတတက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာအကြမ်းတ်စစ်တပ်လက်အောက်ခံပြည်သူ့စစ် စ်များထိခိုက်သိမ်းဆုံးမှုရှိပြီးတော့သိမ်းဆုံးမှုစည်ရင်နဲ့တိရှိရမိခဲ့တဲ့လက်နက်ခဲယံစည်ရင်များကိုတော့အတီးပြုတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ပဝါဒေတာလက်ွေကျေးရွာအနီးမှာရှိတဲ့လက်ွေဖရဲလမ်းဆောင်ကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်စခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကစက်တင်ဘာလ6ရက်နေ့မနက်ပိုင်းမှာအပိတတက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ပြည်သူ့စစ်သိမ်းဆုံးမှုစည်ရင်နဲ့လက်နက်ခဲယံရရှိမှုစည်ရင်ကိုတော့အသေးစိတ်မသိရသေးပါဘူးလို့ KIA ရဲ့စည်ရင်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းပင်လယ်ဘူးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစကမ်းများအလုံးကို KIA ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့လက်ကျန်စကမ်းများကိုဆက်လက်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ6ရက်နေ့မှာပင်လယ်ဘူးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစကမ်းအလုံးကို KIA ရဲ့ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ကြန့်ရှိနေတဲ့စကမ်းများကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစကမ်းများကို ိုတိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်မှာစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိထားတယ်လို့သိရပါတယ်။ပင်လယ်ဘူးကအကုန်မရသေးဘူးစစ်တပ်တပ်စခန်းတစ်ခုကျန်နေသေးတယ်ဆက်လက်တိုက်ခိုက်နေသေးပါစစ်ခွေးကာကင်းစခန်းတွေကိုတော့အကုန်ရပြီလို့ KIA ရဲ့စီရင်သတင်းအကြီးမဲကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ တန်တွဲမြို့နယ်မှာရှိတဲ့နောက်ဆုံးလက်ချက်မောင်ရွှေလေးရေဓာတ်ကိုအရခတ်တပ်တော် AA ကပိတ်ပတ်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရခတ်တပ်တော် AA ဟာတန်တွဲမြို့နယ်အတွင်းကစစ်ကောင်စီရဲ့လက်ချက်စခန်းကြီးတစ်ခုဖြစ်တဲ့ရေဓာတ်ပင်မရေငုံနဲ့ဆယ်ယူရေးတပ်စခန်းတပ်မတော်ရေတနီးအဖြစ် Central Naval Diving and Salvage Depot မြန်မာ Navy CNDSD စခန်းနဲ့၎င်းရဲ့ပတ်ဝန်းကျင်ကအစစ်အစစ်ခုခံခဲ့ကြတဲ့ရန်သူစစ်ကြောင်းများအားအရခတ်တပ်တော် AA က2024ခုနှစ်ဩဂတ်လ9ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရ ပါတယ်။မောင်ရှိလေးရွာနဲ့ကွင်းဝိုင်းရွာချားမှာတည်ရှိတဲ့အဲ့ဒီရေတဆက်ခန်းကိုတလနီးပါထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီးတော့2024ခုနှစ်စက်တဘာလ9ရက်နေ့ညနေ6နာရီအချိန်မှာအပိသက်တိမ့်ပတ်ရယူနိုင်ခဲ့တယ်လို့သိရပါတယ်။ မောင်ရွှေလေးရွာ၊ကွင်းဝိုင်းရွာ၊တပြူချံရွာရေတပ်ပင်မှရင်ကုန်းနဲ့ဆယ်ယူရေးတက်တက်မတော်ရေစခန်းနဲ့၎င်းရဲ့ပတ်ဝန်းကျင်များမှာစစ်ကောင်စီဟာအဆင့်ဆင့်သောခုခံစစ်ကိုလေချောင်းရေချောင်းပြစ်ကိုအများပြားနဲ့ခုခံခဲ့တော့လဲအရခတက်တော်ရဲ့ရဲရင်ပြောင်ပြောင်ပြီးတော့ဘျူဟာမြောက်ထိုးစစ်အောင်မှာတလားအတွဲအဲ့ဒီစခန်းကိုလက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့သိရပါဗါးအဲ့ဒီပင်မရေတပ်စခန်း CNDSG နဲ့၎င်းရဲ့ပတ်ဝန်းကျင်မှာရန်သူရဲ့စုစုပေါင်းအင်အား 1200ကျော်ရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီရေတပ်စခန်းနေရာဟာစစ်ရှုံးပြီးတော့နေရာစုံကနေပြီးတော့ထွက်ပြေးလွတ်မြောက်လာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များလောလောလတ်လတ်စစ်တင်တန်းဆင်းလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့တခြားသောနေရာများကစစ်ကူအမျိုးအများတို့နဲ့အင်အားဖြည့်တင်းထားတဲ့နေရာလဲဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီဟာအဲ့ဒီစခန်းကိုမကျစေရေးအတွက်ပင်လယ်ပြင်နဲ့စခန်းအတွင်းကနေပြီးတော့လက်နက်ကြီးပစ်ကူအမျိုးအများကို အသုံးပြုပြီးတော့ခုခံကာကွယ်ခဲ့တဲ့စခန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရေတပ်စခန်းကို AA ဘက်ကထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်အယောက်400ကျော်ကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့ပြီးတော့စစ်ကောင်စီရဲ့စစ်အုံဆောင်ပစ္စည်းများလက်နက်ခဲယံအများအများကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာ၎င်းတို့ရဲ့ဒဏ်ရာရနဲ့ကြာဆုံးသွားတဲ့သူများကိုစစ်တမောများနဲ့တယ်ဆောင်ပြီးတော့စစ်တွေနဲ့ ARD တိုင်းဘက်ကိုအချိန်ချင်းတည်ယူရွှေ့ပြောင်းသွားတယ်လို့သိရပါတယ်။ရန်သူရဲ့အလောင်းများကိုလည်းမိမိတို့ဘက်ကကောင်းမွန်စွာတကြိုပေးခဲ့တယ်လို့သိရပါတယ်။ 阿里，谁公司？一拉三看图解对吗？ ထူးချွန်ပြောင်မြောက်တဲ့အာရခစစ်တီတော်များထိုးစစ်ရဲကန္တာအသီးသီးမှာတော်ဝင်ထမ်းဆောင်ခဲ့ကြတဲ့တပ်ဆိုင်ရာတပ်ဖွဲ့ဝင်များအာရခစီးဘတ်ဆိုင်ရာကျမကြီးဝန်ထမ်းများကိုလေးနက်စွာဂုံးပြုမှတ်တမ်းတင်အကြောင်းပြောဆိုထားပါတယ်စစ်ရှုံးစစ်ကောင်စီဟာစခန်းများကိုဆွတ်လွတ်ကြာရှုံးတဲ့အခါတိုင်းမှာပြုလုပ်လေးရှိတဲ့အတိုင်းအရသာပြည်သူလူထုများရှိရာကိုလက်နက်ကြီးလေးချောင်းကနေပြီးတော့တမင်တကာရွေချက်ရှိရှိနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးတော့လူသားမျိုးနွယ်အပေါ်မှာပြစ်မှုကျူးလွန်ခြင်းနဲ့စစ်ရာဇဝဲမှုအကြမ်းဖက်မှုများကိုဇက်တိုက်ကျူးလွန်တဲ့အရှိတယ်လို့သိရပါတယ်စက်တင်ဘာလ6ရက်နေ့မနက်10:40 48မိနစ်အချိန်မှာစစ်တွေမျိုးမှာရှိတဲ့စေကောင်စီရဲ့တပ်စခန်းတစ်ခုဖြစ်တဲ့စစ်တွေအမှတ်ဆက်နဲ့ရဲတပ်ရင်းအတွင်းက၎င်းမနက်09:58မိနစ်အချိန်မှာစစ်တွေပွန့်ရေတဲ့စခန်းကနေ၎င်းစစ်ကောင်စီရဲ့ပေါက်တော်မျိုးအတွင်းထဲကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ရက်ရွာများအတွင်းကိုကြက်ရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြစ်ခတ်မှုတွေအတွင်းမှာအပြစ်မဲ့တဲ့အရက်သားပြည်သူများနေထိုင်တဲ့လူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမြင်းမှုမြို့နယ်တောချောင်းဥယျာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်စခန်းကို900ဆက်တိုက်တိုက်ခတ်ခဲ့ရာစစ်ကောင်စီဘက်ကအယောက်20ထက်မနည်းထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ21ရက်နေ့ကနေပြီးတော့28ရက်နေ့အထိတောချောင်းဥယျာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကိုတော်လိုင်းအဖွဲ့များကစုပေါင်းပြီးတော့တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲအတွင်းမှာ drone ပုံသည်စုစုပေါင်း142လုံး R7 နှလုံး R2 နှလုံး40မမအများပြားကိုအုံပြုတ်ပြီးတော့တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ်ဩဂတ်စ်လ22ရက်နေ့မွန်လွယ်3:30မိနစ်ခန့်မှာကာကွယ်တပ်ဖွဲ့များက drone နဲ့စီးနဲ့ဘုံသီး78လုံးကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတဦးသေးဆုံးပြီးသုံးပြင်းထန်စွာဒဏ်ရာရရှိကာဘန်ကာနှလုံးပြိုကျသွားပြီးတော့စက်တွယ်ရေးအထိုင်းတစ်ခုနဲ့လိုင်းကမ်းတစ်ခုပျက်စီးခဲ့တယ်လို့သိရပါဗျ။ဩဂတ်စ်လ22ရက်နေ့မှာလည်း drone နဲ့စီးနဲ့ဘုံသီး78လုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဩဂတ်စ်လ23ရက်နေ့မနက်9:45မိနစ်ခန့်မှာ drone နဲ့စီးနဲ့ဘုံသီး76လုံးည ဆက်တနာ30မိနစ်ခန့်မှာဘုံဒီ16လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဩဂတ်စ်လ24ရက်နေ့မွန်လွယ်တနာ30မိနစ်ခန့်မှာလည်း ဘုံဒီဆက်ချက်လုံးညနေ4:30မိနစ်ခန့်မှာထိတွေ့ပြစ်ခတ်မှုဖြစ်ပွားပြီးတော့ည7:00ခန်းမှာဘုံဒီ16လုံးနဲ့ထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ25ရက်နေ့မှာဘုံဒီ36လုံးကျဲချပြီးတဲ့နောက်မွန်လွဲ7:00ခန်းမှာတော်လိုင်းရဲဘော်များကအကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကိုဝင်းအောင်စီးနှင်းတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးမျက်မြင်သေဆုံးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတော်လိုင်းတပ်ဖွဲ့များဘက်ကလည်းပကဖတိုက်နယ်တာဝန်ခံ2ဦးကြီးစံထိမှန်ပြီးတော့ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးမွန်လွဲ7:00ခန်းမှာအကြမ်းဖက်စစ် တပ်က Jet Fighter နှစ်စီးနဲ့လာရောက်တိုက်ခိုက်ကဘုံသီး6လုံးကျဲချပြီးတော့ Rocket နဲ့အကြိမ်40ခန်းပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တော်လိုင်းရဲပေါ်များစခန်းကိုအပိတ်တိမ့်ပိုင်နိုင်ခြင်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင် August 26ရက်နေ့မှာချောင်းဦးမြို့နယ်နိုင်ရီကန်အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကမြင်းမှုမြို့နယ်တောချောင်းဦးအထိုင်စခန်းကိုချေချင်းစစ်ကြောင်းထိုးပြီးတော့အားတရားကဖြစ်တင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်သားများကိုလည်း August 26ရက်နေ့ညနေပိုင်းမှာမြို့နယ်ပတ်ကောက်ဖတ်တပ်ဖွဲ့က drone နဲ့ တောချောင်းအထိုင်စခန်းကိုထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ28ရက်နေ့ည9:00နာရီကမှလည်းမြို့နယ်ပကပဦးစီးအဖွဲ့က drone နဲ့ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defense Force MMU ရဲ့တာဝန်ရှိသူကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းမှုမြို့နယ်ပကပကဦးဆောင်ပြီးတော့မြို့နယ်ပကပတိုက်ခိုက်ရေးအဖွဲ့မြို့နယ်ပကပ drone တပ်ဖွဲ့ Black Eagle Defense Force MMU Black Eagle Drone Force မြင်းမှုမြို့နယ်ပလဖစကိုင်းမြို့နယ်ပကပတိုက်ခိုက်ရေးအဖွဲ့စကိုင်းမြို့နယ်ပကပ drone တပ်ဖွဲ့စကိုင်းခရိုင်ရင်းနဲ့ခွဲတဲ့ Federal Wing Drone တပ်ဖွဲ့စကိုင်း Yanwu Drone တပ်ဖွဲ့ Yanwu တိုက်ခိုက်ရေးတပ်ဖွဲ့ Wing of KSE Drone Force TGYR ငန်းဆောင်စကိုင်းခေပကဖထုတ်လုပ်ရေးတပ်ဖွဲ့ရင်းနှကားပြည်သူ့ကာကွယ်တပ်ဖွဲ့ CSU တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်အဆက်တောင်ငူတန်တောင်လမ်းမိုက်မှာအကြမ်းဖက်ဆက်တက်တဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲ၄ချိန်ဖြစ်ပွားပြီးတော့စစ်တပ်ဘက်က၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ၃ရက်နေ့မှာတောင်ငူတန်တောင်လမ်းမိုက်မှာရှိတဲ့ငားမိုင်နဲ့၆မိုင်ကြားမှာအကြမ်းဖက်ဆက်တက်တဲ့တပ်မဟာနှင့်ကွန်မန်ဒိုစစ်ကြောင်းတို့ထိတွေ့တိုက်ပွဲ၃ချိန်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်ဆက်တက်ဘက်ကထိခိုက်သေးဆုံးမှုများစွာရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲအဲ့ဒီနေ့မွန်လွယ်၂နာရီ30မိနစ်ခန့်မှာလဲကန်တောင်ကြီးမြို့လမ်းမှာရှိတဲ့ တောပြကြီးစခန်းအနည်းတနည်းအားမှာအကြမ်းဖက်စစ်တပ်နဲ့တမဟာနှင့်တရင်ကားလက်အောက်ခံတက်ခွဲသုံးနဲ့ပျောက်ကြားပူပေါင်းတက်ဖွဲ့များကြားမှာထိပ်ပိတ်တိုက်ပွဲထမှန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်၎င်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်က၃ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNL တမဟာနှင့်တရင်ကားတောထီကိုတက်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းဖြူးမြုံနယ်ဖြူးအုပ်ဖြတ်လမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့ရိခါတင်ကားဒဇီးနဲ့စစ်သားနှစ်ဦးကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလ3ရက်နေ့မွန်လွယ်7နှစ်နာရီ30မိနစ်အချိန်ကဖြူးမြုံနယ်ဖြူးအုပ်ဖြတ်လမ်းပိုင်း အောက်ခုံကြေးပြမှာအချမ်းမဲ့စစ်သားနှစ်ဦးစီးနေလိုက်ပါလာတဲ့ရိတ်ခါတဲကားဒစီးကိုတော်လိုင်းပူပေါက်တပ်ဖွဲ့များကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးရရှိခဲ့ပြီးတဲ့နောက်အချမ်းမဲ့စစ်သားများကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအချမ်းမဲ့စစ်သားများရဲ့လက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုကြောင့်အောက်ခုံကြေးပါအတွင်ကြောက်ရောက်ပေါက်ွဲခဲ့ပြီးတော့ကလင်းငယ်၃အပါအဝင်အရတားပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချမ်းမဲ့စစ်ကောင်စီရဲ့ရိတ်ခါပို့ကားကိုဖမ်းဆီးမှုကို PDF တပ်ရဲ့၃၅၃ညနဲ့တပ်ခွဲ၄နဲ့ရန်ကုန်တိုက်ပတ်ကဖတ်တိုက်ခိုက်ရေးတပ်ခွဲ တုံးတို့ကပူးပေါင်းပြီးတော့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မလားတူပဲဘကိုတန်းညောင်လေးပင်မြို့နယ်ရေပြူကန်ချေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာစစ်သားတို့ထိဆုံးခဲ့ကြောင်းတောင်ပိုင်းတိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသဂွဲထံကနေပြီးတော့သိရှိရပါတယ်။စက်တမလာ၄ရက်နေ့ညနေ၄:၃၈မိနစ်အချိန်ကညောင်လေးပင်မြို့နယ်ရေပြူကန်ချေးရွာအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများဟာချေးရွာအတွင်းနေထိုင်နေတဲ့ပြည်သူများကိုလူသားတိုင်းကအဖြစ်နဲ့တစားကန်အဖြစ်အုံချခြင်းအကြောင်းမဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခြင်းစတဲ့အကြမ်းဖက်လုပ်ရများကိုမကြာခဏလုံဆောင်နေတဲ့အ ွာတွဲရောက်တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တေဆုံးပြီးတော့ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုတောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသကွဲ KNL တိုက်ရင်ကို drone တပ်ဖွဲ့ PDF တိုက်ရင်3ခု3-2 drone တပ်ဖွဲ့နဲ့တော်ကြီးကန် drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့ ARD တိုင်းပသိမ်မြို့မှာအုတ်ချုပ်ရေးမှုရုံးများကစောင်းစီဝေယူခွင့်စာအုပ်များကိုစက်တင်ဘာလ၄ရက်နေ့မှာစတင်ထုတ်ပေးနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပသိမ်မြို့အမှတ်6ရပ်ကွက်အုတ်ချုပ်ရေးမှုရုံးမှာအိမ်တော်စုစီရင်မူရင်းပြတဲ့သူတွေကိုစောင်းစီဝေယူခွင့်စာအုပ်စတင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းရပ်ကွက်မှာနေထိုင်တဲ့သူတွေစီကသိရှိရပါတယ်ဟိုးတော့ကတမဝါမခက်ကိုပြောင်းရောက်သွားတယ်လို့ပါပဲ စောက်လောက်ခအတွက်900ချက်ပေးရတယ်စောက်ထဲမှာပါတဲ့အခုဆိုင်မှာတလကို3ချိန်ထုတ်ခွင့်ရှိတယ်အမှန်ကတော့လုံလောက်မှုတော့မရှိပါဘူးဒါပေမဲ့အပြင်ကဈေးနဲ့ကွာတော့စောက်လောက်လိုက်ရတာပဲလို့ရက်ွက်နေအမျိုးသမီးတူကပြောပြထားပါတယ်အဲ့ဒီစောက်နဲ့အိမ်အောင်စုတစုကိုတလအတွင်းမှာစောက်စီတပိတ်တာနဲ့90ချက်သားထုတ်ယူနိုင်ပြီးတော့10ရက်ကို90သန်းလုံးနဲ့ထုတ်ယူရမှာဖြစ်တယ်လို့သိရပါတယ်ပသိမ်မြို့မှာစောက်စီတပိတ်တာကို2000ချက်အထိဈေးပေါက်နေပြီးတော့အခြေခံလက်လုံလက်စားပြည်သူများအတွက်အခက်အခဲမျိုးစုံကြုံတွေ့နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ကံပက်လက်မြို့အဝင်အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကစစ်သားများကကျင်းလိန်ရွာသားဥဇော်ဝင်းထိုက်ကိုပြစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ၄ရက်နေ့မှာကံပက်လက်မြို့အဝင်စစ်တပ်ဂိတ်မှာစောမြို့နယ်ကျင်းလိန်ရွာသားအသက်32နှစ်အရွယ်စိုက်ကယ်ကယ်ရီတမဥဇော်ဝင်းထိုက်ကိုအကြမ်းဖက်စစ်သားများကပြစ်တက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။အကြမ်းဖက်စစ်သားများပြစ်ခတ်ပြီးတော့တေဆုံးသွားတဲ့ဥဇော်ဝင်းထိုက်ဟာစောမြို့နယ်ကချောင်းစုံဘက်ကိုပြစ်စီသွားပို့ပြီးတဲ့နောက်အပြန်လမ်းမှာလမ်းမပြီးတော့မြို့ဝင်ဂိတ်ဘက်က ိုရောက်ရှိလာတဲ့အတွက်ကြောင့်နောက်ပြန်လှည့်နေတဲ့အချိန်မှာအကြမ်းဖက်စစ်သားများကမင်းကြီးချင်းမရှိဘဲနဲ့ပြစ်တက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဥသောဝင်းထိုက်ရဲ့ရုပ်အလောင်းကိုစက်တင်ဘာလ6ရက်နေ့မနက်ပိုင်းမှာစောမြုပ်နဲ့ကျင်းလင်ရွာကိုပြန်လည်တဲဆောင်လာတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာစီးရဲအခြေအနေများကြောင့်ကံပက်လက်မြို့နယ်ကိုကုန်ပစ္စည်းများဝင်ရောက်မှုမရှိတဲ့အတွက်ဒေသခံပြည်သူများဟာကံပက်လက်ကနေပြီးတော့မကွေးတိုင်းစောနယ်တဲ့အထိကိုစိုက်ကယ်တွေနဲ့ပစ္စည်းများကိုတွားရောက်ဝယ်ယူတဲဆောင်နေရပြီးတော့စောမြုပ်နယ်ဘက်ကနေပြီးတော့လည်းစိုက်ကယ်နဲ့လာရောက်ချတဲ့သူတွေလည်းရှိနေကြောင်းတင်ရရှိပါရခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ